တားချရဲ့လူမျိုးလို့ဆိုတာတကယ်ရှိတယ်။တည်ဆုံးသွားတဲ့သူတွေရဲ့အလောင်းကိုစားပြီးတော့တည်သွားတဲ့သူတွေကိုကွန်ပျူတာတွေနဲ့လူမျိုးစုအကြောင်းကိုပြောပြမယ်။သူတို့ရဲ့ပုံစံတွေကတော့လူရှင်ကားတွေမှာပါတဲ့လူရမ်းတွေလိုမျိုးပါပဲ။အဲဒီလူမျိုးဆိုတဲ့နိုင်ငံမှာရှိတဲ့တောင်စားတဲ့ကတစ်တော်တွေထဲမှာနေထိုင်ကြတယ်။ ပုံမျိုးဆိုရင်လူမျိုးနဲ့တူရှိခဲ့တယ်။လူမျိုးတွေကတည်ဆုံးသွားတဲ့မိသားစုဝင်တွေကိုခုံပြီးဖို့အတွက်တည်သွားတဲ့သူရဲ့အလားကိုပြန်စားရတဲ့လို့ပဲဖြစ်တယ်။သူတို့တွေရဲ့ယုံကြည်ချက်ရအဲ့ဒီလူစားမှာတည်တည်ရဲ့ဝိညာဉ်ကသူ့ရဲ့မိသားစုထဲမှာဆက်နေနိုင်မယ်လို့ထင်နေကြတယ်။ ဒီထုံးတက်အစင်လာကိုလူတိုင်းလူတိုင်းကြည့်ဝန်းခိုင်တာမျိုးနှစ်ပေါင်း30လောက်အတွင်းမှာဒီလူမျိုးစုထဲမှာကြောက်စရာကောင်းတဲ့ရောဂါတွေမျိုးဖြစ်ပေါ်လာခဲ့တယ်။အဲ့ဒါကခုလူလို့ခေါ်တဲ့ရှင်ရဲ့ရောဂါပါ။ဒီရောဂါကဘယ်လိုစားပြီးခဲ့လဲဆိုလို့ရှိရင်တိတ်ဆုံးတဲ့သူရဲ့ခေါင်းနဲ့အုံနှံကိုစားရကြောင်းဖြစ်လာတာပါ။ အုံနောက်ထဲမှာရှိတဲ့ဗိုင်းရပ်ပိုးတမိုးကြောင့်ဖြစ်လာတာဖြစ်တဲ့ဒီရောဂါကူးခါရဲ့သူတွေကအလကားနေရင်းနဲ့ရှိခြင်းနဲ့အဲ့ဒီရည်ရည်နဲ့စိတ်ကိုမထိုင်နိုင်မဲနဲ့ထက်ခါချက်ခါရည်ပြီးရည်ဝင်မှုရဲ့ရည်ရည်ရည်နဲ့ပဲတက်ကုန်ကြတယ်အားအိမ်တွေကုန်ခန်းလာကြတယ်ခြေပန်းလက်ပန်းတွေကျလာပြီးတော့ခန္ဓာကိုယ်ကိုမလုံချမ်းနိုင်ကြတော့ဘူးမထိန်နိုင်ကြတော့ဘူးနောက်ဆုံးမှာတော့အုံနောက်ပြက်စီးသွားပြီးတော့အစာအစားနိုင်တော့ပဲနဲ့တေဆုံးသွားရတယ်ပိုးလူမျိုးတွေကဒီရောဂါကြောင့်ပဲလူထောင်ပေါင်းများစွာတေဆုံးကြရတယ်နောက်ပိုင်းမှာတော့ ေပူနီခီလိုကိုပြည်သမားသမားတို့ကလာကြချတယ်တော့ကုရကရဲ့အကြောင်းကိုရှာဖွေတွေ့ရှိရကြတယ်အဲ့ဒီအချိန်ကစပြီးတော့ဂူဘီဘုတ်တဲ့လူသားဆောင်ရဲ့ထုံးပန်းစင်တာကိုတရားဝင်တားမြင်လိုက်တယ်။အဲ့ဒီနောက်ပိုင်းကစပြီးတော့ကုရောကဖြစ်ပွားမှုကိုရော့နေလာခဲ့တယ်။အခုဆိုရင်တော့ဟိုးလူမျိုးတွေကဒီကလေးကိုမလုံးတော့အကြာကုရောကလည်းပတ်တောက်သွားခဲ့ပါတယ်။ဒီဟိုးလူမျိုးရဲ့တမိုင်းကလူအဖက်စီတစ်ခုရဲ့လူကြည့်မှုနဲ့ယူရှိမှုတွေက ရမ်းမနေတဲ့အခါမှာအသက်အလွယ်ပေါ်မှာထိခိုက်နိုင်တယ်ဆိုတာကိုပြသပေးနေခဲ့ပါတယ်။အခုခေတ်မှာတော့လူသားစားရည်ဆိုတာအံ့ဩကြအထူးဆန်းဖြစ်ပေမဲ့ဦးလူမျိုးတွေတက်တာတော့လူသားစားခြင်းကခွင့်ပြုရထုံးတဲ့အခုပဲဖြစ်ခဲ့တာပါ။